ဟင်းသရခရိုင်မြို့နယ်တွေအတွင်းမှာရှိတဲ့ရေကာတာအပြင်ဘက်ဒေသတွေမှာမြင့်ရည်ကြီးတဲ့ရေထဲနေကြရတဲ့နှွားတွေဟာရေကြချိန်မှာသေဆုံးမှုတွေမကျန်းမာမှုတွေဖြစ်ပေါ်နေရလို့သိရပါဗျ။ဝင်းမြူရင်တဲ့ကုသရေးဦးစီးဌာနဟင်းဒရခရိုင်ဦးစီးမှုဒေါက်တာဒေါ်ရေးကြီးကမရှိမပြောင်းမဲတန်ခဲ့တဲ့တရိษံတွေနာမကျန်းဖြစ်ပြီးအဓိကကနွားတွေဖြစ်ကြောင်းတရိษံတွေဟာခြေထောက်တွေရေမြုပ်ရေဝဲစားတာကြောင့်အနာတွေဖြစ်တယ်လို့ရေထဲမှာကြာရှည်စွာနေရတဲ့အတွက် တရိတ်ဆန်တွေသေဆုံးရတာဟာကုဆတ်ယောဂါကြောင့်မဟုတ်ဘဲပိုးထိလို့သေတာတွေရှိသလိုငိုကြဲကကိုခံရနေနေတဲ့အချိန်ခိုင်းနာတဲ့အချိန်ပင်ပန်းတဲ့ဒဏ်နဲ့အေးအေးပတ်တဲ့ဒဏ်ကြောင့်သေတာတွေလည်းရှိရလို့ပြောကြခဲ့ပါတယ်အဓိကတော့သရေသေဆုံးတာလေးမကျန်းမာမှုတွေအရှင်ကြီးကြည့်ရတာလွားတွေပါအဓိကဖြစ်နေအောင်တွေ့ရတယ်ခင်ဗျာကျွန်တော်တို့ဟိုတနေတားကြီးရနေတာဆိုရင်ဟိုကရုပ်နဲ့ရည်နေတာစစ်ကုန်းကြီးအောင်စုရည်နေတာကအထက်စုကိုကျွန်တော်တားပြီးကြည့်လိုက်တယ်ခင်ဗျာတားပြီးကြည့်တဲ့အချိန်မှာ ဘွားတွေပြေတာရှိတယ်ကျွန်တော်ပြေတော့ပြေတော့လောက်ရှိတယ်ပြီးတော့လဲနေတဲ့ဘွားတွေကိုလည်းကျွန်တော်တွေ့ခဲ့ရတယ်လဲနေတဲ့ဘွားတွေကမထနိုင်ဘူးပြီးတော့ခြေောက်တွေမှာအသားတွေကပဲ့ပြီးတော့ပြေရတာဆွတ်ဆွတ်ဆွတ်ကြတယ်အဲ့ဘွားတွေလေးလဲကြတယ်ခဗျာသူတို့စီကိုကျွန်တော်မူးတယ်ဘုရင်မြတ်ကြီးကဤသည့်ကဗျာလာပြီးတော့တိုက်ချက်ပြီးပြေးတာလို့ပြောတော့ရေချတဲ့အချိန်ကတော့ခြေတွေလာပြီးတော့ထိုးပြတာလို့သိရတယ်ခဗျာ အဲ့တော့အဲ့ဒီကအချိန်လိုရတာကတော့ရေတောင်ရေတောင်ကအဖြစ်စုပေါ့ရေတောင်ကမှအဖြစ်စုအစုလေအဲ့လိုလေစုဆိုပြီးတော့ပုံမှုရှိတယ်အဲ့အဖြစ်စုကအမျိုးပေါင်းလို့ဟိုတုံးတုံးကောင်မိတိလာကဒီလိုတဲ့နေရာဒီနေရာမှာတုံးတဲ့ဒီလောက်ရေရှိတယ်ဆိုပေမဲ့အများစုတက်ခဲ့တဲ့ဒီလောက်ကဒူးကားလိုက်ပဲတက်တဲ့ကိုးမြိုင်နေရာမှာဒီဘက်မှာတော့သူရေတော်ကြီးကိုတက်တယ်လို့ပြောတယ်ကွာဒီနေရာကိုတင်းလို့ချင်းမှာ ဒီတိုင်းထားတာရေမုတ်တာလို့အဲဒီလိုထားတာတုံးနေထားအဲတုံးနေပုံမှာမပြောတော့ထားမပြောတဲ့ပုံမှာကိုင်းတဲ့လေဆွေးမြေတင်ထားတာတော့မှနေရာကြီးရေရေမုတ်တော့အထိရေရောက်ပြီးတော့ဒီရေတော့မှာလေနေရာကြီးကလွတ်တဲ့အချိန်မှာတပတ်လောက်အနည်းဆုံးမပြရဘူးပြောရစားကျွန်တော်ဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီတော့ကသူကအနည်းဆုံးတပတ်လောက်နေရတဲ့အချိန်ဒီပြတော့ကြောက်သွားတဲ့အချိန်မှာဒီလိုလာလေဒီကြာပြီးလိုလာလေကြာတော့ဒါကဒီကအိုက်ဒီယာအိတ်တာမထားတော့ဘူးဒီအညောင်းမိပြီးတော့ ဒီပြည်တာတွေဒီလိုဒေတာတွေသူဆက်ဆက်ဆက်နဲ့ကြာပြီးဒေတာတွေရတယ်လို့သိရခင်ဗျဝင်းမြူရည်နဲ့ကုသရေးဦးစီးဌာနအနေနဲ့ပတိစီဝါစေအားစေဖြန်းစည်းတွေနဲ့ကွင်းစင်ကုသပေးနေပြီးလောလောဆယ်ဟင်းသရတခိုင်လုံးမှာနွားအကောင်20ဝန်းကျင်ခန့်သေးတယ်လို့အစိုးရထားကြောင်းဒေါက်တာဒေါ်ရီကြည်ကပြောကြားခဲ့ပါတယ်။ဝင်းမြူရည်နဲ့ကုသရေးဦးစီးဌာနကနွားစာ၊ငချောင်း၊ငပောင်း၊ပစုံဖွဲတွေကိုဟင်းသရခိုင်အတွင်းမှာရှိတဲ့ဟင်းသရအင်ကပူ၊မြန်အောင်၊ကြံကင်း၊လေးမျက်နှာ ဇလုံမြို့နယ်ရေစီကိုတုံးတန်စီပေးပို့ထားပြီးရင်းနှီးမြှုပ်မှုတံခံခဲ့ရတဲ့ကျေးရွာတွေကိုဦးစားပေးဖြန့်ထားကအင်ကပူမြို့နယ်နဲ့ဇလုံမြို့နယ်ကိုနောက်ထပ်ပို့ဝေးဖို့အစီအစဉ်နေရလို့သိရပါဗျ။ရင်းချံမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေမှာလည်း ARD မြင့်ရည်ကြီးမြင့်မှုကြောင့်ကျွဲနွားအချို့သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးအချို့ဟာမြင့်ရည်မှာအချိန်ကြာမြင့်စွာနေခဲ့ရတာကြောင့်ရေနာရောဂါဖြစ်ပွားနေခြင်းကြောင့်စိတ်ကူးသမှုခံယူခဲ့ရတယ်လို့ဒေသခံရွာသားတွေကဆိုပါဗျ။ ကျွေးနွားတွေကိုရွှေ့ပြောင်းမှုပြုလုပ်ခဲ့ပေမဲ့တချို့နွားတွေကိုရေလို့ရဖို့မရွှေ့ပြောင်းနိုင်ပေရေထဲမှာအချိန်ကြာကြာထားခဲ့ရတဲ့အတွက်နွားသေဆုံးမှုတွေရှိခဲ့ပြီးတချို့မသေးတဲ့နွားတွေဟာရေနာရောဂါဖြစ်နေပြီးအာအင်ထိုးတက်နေတဲ့အတွက်ဆေးကုသနေရကြောင်းနဲ့နွားတွေကျန်းမာရေးမကောင်းသေးတာကြောင့်ရေပြန်ကျသွားပါကလည်းထိုးရက်ဆိုင်ပြိုးနိုင်မှုမလွယ်သေးဘူးလို့ညင်းကြံမြို့နယ်ရင်းကဒေသခံတဦးကဆိုပါတယ်။လက်ရှိမှာကျွေးနွားတွေအတွက်အစာရီလဲလိုအပ်လျက်ရှိရလို့သိရပါတယ်။